အားလုံးပဲမင်္ဂလာပါ Shadow YouTube Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဒီ Grow A Garden တွေကဒီပတ်တွေရဲ့ affiliate တွေကဘယ်လိုလှုပ်လှုပ်တယ်ဆိုတဲ့ဟာကိုပြောပြသွားမှာပါ။ဒါလေးကတော့ part 1လေးပေါ့။ကျွန်တော် video လေးမစခင်မှာပြောချင်တာကတော့ကျွန်တော်ဒီလာပိုင်းအတွင်းမှာပျောက်နေတာဒီ wifi တွေပါ line တွေပါပြတ်ပြီးတော့ video မတင်နိုင်လို့ပေါ့။အခုနောက်ပိုင်းဒီအခု wifi ပြန်ရပြီဆိုတော့ video တွေကတက်နိုင်တယ်များတော့များစွာပြန်တင်ပြပေးပါမယ်။ အဲ့ဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဆုံးပြောရမယ့် app ကတော့ comment app ပေါ့ဒီ comment app ကနေပြီးတော့ရှားနိုင်တဲ့ပတ်ကတော့၃မျိုးရှိရယ် app ၃မျိုးက golden light ရယ်ပြီးရင် ban ရယ်ပြီးတော့ dot ရယ်ဖြစ်တယ်ဒီ၃កောင်းထဲမှာတော့ဒီ golden light ဆိုရယ်ပတ်ကအရင်ကောင်းတယ်ပေါ့ तू ကသူ့ ability ကဗာလဲဆိုရင်ကြတော့ तू က10မိနစ်နေတိုင်း10% chance ရှိတယ်ဒီ random seed ကို2 win နိုင်ကြပေါ့ကြာပန်းအစေ့ကို तू က2 win နိုင်ရှိရယ်10% chance အဲ့ဒါ random ဖြစ်တယ်ဒီဘာပါလိုက်ဒီ short တွေကဒီ sea short တွေကဟာ random ဖြစ်နိုင်တယ်ဒီ grape တို့စပြတီးတို့ dragon fruit တို့အဲ့လိုမျိုးမျိုးစုံပဲဟိုလိုမျိုး beans ကြော့တော့မှ तू ကတူးပေးနိုင်တယ်တကယ်လို့ကိုကအခုမှစဆော့ရဆိုရင်တော့ဒီပတ်ကမဖြစ်မနေဝယ်ထားတဲ့ ਨੇ အရင်လဲမများဘူးသူကဈေးက ဒီ comment app ကနေဒီကောင်းကိုရဖို့ဆိုရင်တော့ comment app ဈေးနှုန်းက9000ပဲရှိတယ်9000ရှိတာမှဒီကောင်းကိုရနိုင်ရ33ရာခိုင်နှုန်းရှိတယ်အဲ့တော့လွယ်လွယ်ကူကူရနိုင်တယ်အခုမှစပြီး grow a garden ကိုစောက်စောက်နေတဲ့လူဆိုရင်ကတော့ဒီဖက်ကမဖြစ်မနေဝယ်ထားတဲ့နေပေါ့အဲ့ဆိုရင်နောက်တော့ကောင်ဆက်သွားလိုက်ရအောင်ဒီနောက်တော့ကောင်ကတော့ dot ပေါ့ဒီ dot ကကြတော့ဒီ golden lamp နဲ့တူတူပဲသူကကွာဝါတာသူ့ရဲ့ ability cooldown လေးပါလေးကွာဝါတယ်ပေါ့ ဒီတော့ Golden Lake နဲ့ဘာကွာပါလဲဆိုရင်ကြတော့ Golden Lake ကကြတော့အဲ C ကိုတူပေးနိုင်ကြရ10%ချမ်းရှိတယ်။ဟိုစား10မိနစ်နေတိုင်းဒီတော့ကကြတော့သူက10မိနစ်နေတိုင်းအဲ C ကိုတူပေးနိုင်ကြ5%ချမ်းပဲရှိရဲ။ပြောမလို့ဒီကောင်ကလုံးဝကိုအသုံးမကျတဲ့ကောင်ကြီးလိုပဲ။ဒီကောင်အသုံးမဲ့စားဟို Golden Lake ကိုတုံးလိုက်တာအများကြီးပိုကောင်းတယ်။အဲ့တော့ဒီ Top လောက်တဲ့ဟာတွေပေါ့ပြောမလို့။အဲ့တော့နောက်တော့ကောင်နောက်တော့ကောင်ကတော့ Bandy ပေါ့။ ဒီဘန်နီကတော့စက္ကန့်40နေတိုင်းသူကကိုဒီဂါဒန်ထဲမှာရှိတဲ့မုံလာဥတွေကိုအော်တိုစားပြီးတော့ကြောင်းချပေးရယ်သူကပုံမှန်တိုင်းကြောင်းချပေးရမဟုတ်ဘဲနဲ့1.5 multiply အစားနဲ့ကြောင်းပေးတာပေါ့ပို့ပြီးတော့ပတ်စံပို့ရတယ်ဒါပေမဲ့ဘာမှသုံးစားလို့မရပါဘူးဘယ်သူမှလည်းဒီမုံလာဥကိုသုံးနေကြတာမဟုတ်တော့ဒီဘန်နီကလည်းသုံးစားလို့မရတဲ့ကောင်းကြီးပေါ့ဒီ comment add တွေထဲမှာသူသုံးစားလို့ရတာကတော့အဲ golden lab တကောင်ပဲရှိမယ် ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့လူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီလို Grow A Garden နဲ့ပတ်သက်တဲ့ content တွေကိုသဘောကျရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်